Hello အားလုံးပဲမင်္ဂလာပါ Sport Channel ရဲ့ Facebook Page နဲ့ YouTube Channel ပြန်လည်ကြိုဆိုလိုက်ပါတယ်အာကျွန်တော်တုံ့တပ်ပေးမယ်ပွဲတစ်ပွဲတော့ဒီပတ်ရဲ့အကောင်းဆုံးသောပွဲတစ်ပွဲလို့ပြောလို့ရတယ်အာစပါအသင်းနဲ့ Chelsea တို့ရဲ့ပွဲဖြစ်တယ်စပါအသင်းနဲ့ Chelsea တို့ရဲ့ပွဲကတော့တကယ်ကြီးကောင်းမဲ့ပွဲတစ်ပွဲဖြစ်တယ်စပါကအိမ်ကွန်း Chelsea ကအဝေးကွန်းကျွန်တော်ပထမဆုံးအနေနဲ့ကျွန်တော်ဒီပွဲရဲ့ဟတ်တူဟတ်ကိုကျွန်တော်ပြန်လည်တုံ့တပ်ကြည့်ရမယ်ဆိုရင် Chelsea က ဟိုအသားစီးရထားကျွန်တော်တွေ့ရတယ်လေးဘွဲနိုင်ထားတယ်ဆိုတော့ချက်စီးရအသားစီးရထားတယ် plus in the အာစပါအသိန်းကအာသူတို့ကစားခဲ့တဲ့နောက်ဆုံး၅ဘွဲမှာကအနှစ်ဘွဲနိုင်တယ်အာတဘွဲသေးတယ်အာအနှစ်ဘွဲရှုံးတယ်ဆိုတော့စပါကအာဘယ်လိုပြောချေစွန်းကတည်ငြိမ်တဲ့အနေထားမဟုတ်ဘူးဆိုတော့အာနောက်ဆုံးကစားခဲ့တဲ့၅ဘွဲမှာဆိုရင်၄ဘွဲနိုင်တဲ့တဘွဲပဲရှုံးတာဆိုတော့เนาะ အာဆန်ဒါလာမဲ့တပွဲဆုံးထားတယ်ဆိုတော့ချက်စီကတော့အာအချင်းနေကောင်းတယ်လို့ပြောရတယ်အာလူငယ်နဲ့တင်းမွားကောင်းကောင်းလေးနဲ့ကျွန်တော်တွားနေရလို့ကျွန်တော်ပြောလို့ရတယ်ဆိုတော့ဒီဘက်ကျွန်တော်အရင်ဆုံးကျွန်တော်ဒီအာ ancient spa ကိုကျွန်တော်အနေနဲ့ကျွန်တော်ကြည့်အောင် ancient spa က domain plan ရဲ့လက်ထက်မှာ thomas plan ရဲ့လက်ထက်မှာ ancient spa ကသူ့ရဲ့ income မှာတော့မာကျော်မှုရှိတယ်သူပြန်သူက thomas plan ကအရင်ကတည်းကသူကကောင်းတာအထက်ပဲဆော့တာများတော့သူကဒီ ာဒီဘက်မှာလည်းသူကခန်းစစ်ကိုအရင်ဆုံးဦးစားပေးမယ်ပြုရှင်သူကကောင်းတာဆော့မယ်တံပြန်ကောင်းတာဟိုဆော့မယ်လို့ကျွန်တော်ညွှန်းလဲရတယ်ဆိုတော့ဒီဘက်မှာအက်ဂါစာကော်ပတီရှာပေါ့သူတုံးလာမလို့ကျွန်တော်ထင်တယ်အာချက်စီအနေနဲ့ဒီဘက်ကသူ့ပြက်ခက်ခဲတယ်ဘာလို့အဝေးကွန်းဖြစ်တယ်ပြုရှင်အခုသူကသွားကစားမယ်အတင်းကလည်းစပါအတင်းဖြစ်နေတယ်ဒီစပါအတင်းကလည်းတကယ်သူတို့အင်ကွတ်မှာက အာတကယ်မာကြောတဲ့အတင်းအတင်းဖြစ်တော့ချက်စီနေတဲ့အရန်ခူးစားရမယ်ဒီဘက်မှာသူဒီဘက်ကချက်စီတို့ကပွဲချက်လို့လို့လည်းပြောလို့ရတယ်ဆိုတော့ချက်စီကအရန်ခူးစားရမယ်ပွဲတွေပွဲဖြစ်တယ်ဒီဘက်ကအခမတင်လို့ရှင်ချက်စီကဆုံးသွားနိုင်တယ်နော်ဒီဘက်ကလေဆိုတော့ချက်စီကအရင်တော့အလိုဟိုတိုက်စစ်မှာလေနေတဲ့ပုံစံနဲ့ကစားလို့မရတော့ဘူးတကယ်လို့သူကအာတစ်ဖက်အတင်းကဟိုခန်းစင်းပစ်ဆော့လို့လို့ရှင်လေချက်စီကနည်းနည်းလေးတိုင် ိုက်စစ်ကတိုင်ပတ်တဲ့အနေထားရရှိတတ်တယ်ချက်စီကအဲ့ဒါဆိုတော့ဒီဘွဲကအဲ့လိုတွားလုံးလို့မရတော့ဘူးချက်စီကအကောင်းဆုံးလိုင်းကနေထွက်လိုက်မှာအကောင်းဆုံးပုံစံနဲ့ရန်ဆိုင်မှာဒီဘွဲကအနိုင်ရရှိမှာဖြစ်တယ်ဆိုတော့ဒီဘွဲမှာကျွန်တော်အထင်တော့အာအန်ဆိုမန်စကနီနဲ့လည်းဒီဘွဲအကောင်းဆုံးဘွဲထုတ်လာမယ်ထင်တယ်အကောင်းဆုံးလိုင်းကနေအတူထွက်လာမယ်လို့ထင်တယ်ဆိုတော့ဒီဘွဲကအမှားခံလို့မရဘူးဆိုတော့အာတော်မန်ဖရန်လည်း ခံစစ်အရန်ကောင်းတဲ့နီးပြဖြစ်တယ်။တံပြန်တိုက်စစ်ဆိုတာအရန်ကောင်းတဲ့နီးပြဖြစ်တော့ချက်စီဖန်နေတော့ရင်ခုန်စွာနဲ့ကြည်ရမယ်ပွဲဖြစ်တယ်။ဒီပွဲအရချက်စီဖန်နေတော့ကတော့တကယ်ရင်ခုန်စွာနဲ့ကြည်ရမယ်ပွဲတစ်ပွဲဖြစ်တယ်။ဆိုတော့အာဒီနေ့ပွဲဒီအာစနေနေ့ညစနေညနော်တနအီခွဲတရင်ရင်းနေမနေ့ပေါ့တရင်ရင်းနေမနေ့စနေညတနအီခွဲမလေးရှားစံတော်ချင်းတနအီခွဲမြန်မာစံတော်ချင်းစနေနိုင် ထိုင်းစံတော်ချင်းစင်နိုင်ခွဲမလေးရှားစံတော်ချင်းတနအိခွဲမှာစာမှာဖြစ်တယ်တီပွဲကတော့ညနေတယ်ဒါပေမဲ့ကိုအားပေးတဲ့တင်းကတော့ညညဘလော့ပဲနဲ့နဲ့ထားကြည့်ကြတာပေါ့နော်ကျွန်တော်မန်ယူဖန်နေဆိုရင်ဘလော့ပဲညနေနဲ့မန်ယူရှုံးမဲ့ဒီတည့်ရတောင်မှကျွန်တော်ထားကြည့်တယ်ဆိုတော့နော်ဒီပွဲကလည်းချက်စီချက်စီဖန်နေအာညနေနေပါစေအားလုံးကဆော့မညော်ပြီးမှကြီးကြမလို့ကျွန်တော်ထင်တယ်ဆိုတော့ဒီပွဲမှာကျွန်တော်ခမန့်ချက်တော့ချက်စီကအကောင်းဆုံးပုံစံနဲ့ပြင်ဆင်မှုနဲ့သူအကောင်းဆုံးလိုက်ရမယ်ပြန်လာမစွင်တော့လာမစွင်တော့ ဒီဘက်ကဟိုကတ်နိုင်လောက်တဲ့လို့ကျွန်တော်ထင်တယ်ဒါပေမဲ့ကျွန်တော်ဒီဘက်ကိုတော့ကျွန်တော်တေးပွဲတော့ကျွန်တော်ခံမှချင်တယ်တေးပွဲလည်းဖြစ်သွားနိုင်တယ်ဒီဘက်ကနော်တကယ်လို့တင်းတင်းတင်းနိုင်လို့တော့မှကတ်ပြီးပဲနိုင်မယ်1 0 2 1အဲ့လိုမျိုးပဲဖြစ်မှထင်တယ်ကျွန်တော်အထင်ကတော့တေးပွဲအတေးဖြစ်ဖို့များတယ်လို့ချင်တယ်ဒီဘက်ကလေဆိုတော့ကျွန်တော်ဒီဘက်မှာလည်းကျွန်တော်ဘလိုရလာတဲ့ထွက်လာမျိုးကျွန်တော်ဆက်လိုက်ပြီးမှစောင့်ကြည့်အောင် ပေါ်လုံးဘက်တော့ကျွန်တော်ဘုံဒီခမလို့တော့မရအောင်ကျွန်တော်တို့ကဒီလက်ရှိကစားသမားရဲ့အနေထားနဲ့အလက်ရှိဟိုအတင်းရဲ့ပုံစံအနေထားကိုကျွန်တော်ကြီးမှခမရတယ်ဆိုတော့ဒါပေမဲ့ဘွဲအတင်းမှာတော့အချိန်ဝေးပုံစံရလာတဲ့တော့ပြောင်းလဲသွားနိုင်တယ်ဆိုတော့ကျွန်တော်တို့ဒီဘွဲမှာ Chelsea ကအကောင်းဆုံးစင်ပြိုင်မှုနဲ့အဝေးကမှနိုင်ဘွဲရရှိသွားမလားဒါမှမဟုတ်စပါအတင်းကပဲအင်္ဂါမှာအကောင်းဆုံးအခံပြီးမှ Chelsea တန်းကိုအနိုင်ရရှိသွားမလားကျွန်တော်တို့စောင့်ကြည့်အောင်ဒီဘွဲကိုဘယ်လိုရလာထွက်မလဲ ထွက်မယ်လို့ထင်ကြလဲပြည်သက်တွေအနေနဲ့ဒီပွဲကိုဘလို့ရလာထွက်မယ်လို့ထင်ကြလဲ comment မှာခမလို့ရပါတယ်ဆိုတော့ဒီပွဲလည်းအရန်ကြီးကောင်းမဲ့ပွဲပွဲဖြစ်တဲ့ဒီပတ် Premier League ပွဲရဲ့အကောင်းဆုံးသောပွဲပွဲဖြစ်တဲ့ဒီပွဲကအသင်းကြီးချင်းတွေ့တယ်တကယ်ကိုအခုလက်ရှိအနေထားရဆိုရင်ခြေစွမ်းလည်းတကယ်အာဘလို့ပြောရမလဲတအားကြီးကွာတဲ့အနေထားမှာ အမဟုတ်တော့ဒီဘွဲလည်းတကယ်ကြီးကောင်းမဲ့ဘွဲဖြစ်တယ်ပြီးလို့ရှိရင်တစ်ခုအကောင်တစ်ခုကစပိုင်အင်ကွန်ဖြစ်တယ်စပိုင်အင်ကွန်ဆိုတော့စပါလည်းအိဟိုအင်အာစပါလည်းအင်ကွန်မှာဆိုရင်ခြေစွမ်းကမာတယ်မာကြောတဲ့ခြေစွမ်းရှိတယ်ဆိုတော့ဒီဘွဲကျွန်တော်တို့ဆက်ပြီးမှစောင့်ကြည့်အောင်ဒီဘွဲရဲ့ကျွန်တော်ရဲ့ဘွဲပြီးဘွဲဒီဘွဲနဲ့ပတ်သက်ပြီးမှကျွန်တော်ရဲ့ဘွဲကြိုတုံသားချက်လျက်တော့ဒီဘွဲနဲ့ပတ်သက်ပြီးမှကျွန်တော်ရဲ့ဘွဲကြိုတုံသားချက်လျက်တော့တင်ပါပဲအဆုံးသတ်ပြစေအားလုံးကိုကျေးဇူးတင်ပါတယ်